ဘာပြည့်ရှိလဲကွာဒီကလေးတွေဟမ်အဲ့ကလေးတွေဘာများပြည့်ရှိလဲမွန်ပြည်နယ်နဲ့ကင်းရင်ပြည်နယ်အဆက်တိုင်မရုံးနဲ့ကော့ကိတ်မြို့နယ်အဆက်ကပန်ရက်ကျေးရွာနေအိမ်စာတင်ကျောင်းကိုဇွန်လ9ရက်နေ့နေ့လယ်ပိုင်းမှာစစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်စာတင်နေတဲ့ကလေးတွေအပါအဝင်6ဦးတေဆုံးခဲ့ပြီး20ဦးခန့်ထဏ်ရရှိခဲ့ပါတယ်။စာတင်ကျောင်းတွေမကြာခဏလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခံရတာကြောင့် အခုစာတင်ထဲမှာကျေးရွာကစာတင်ကျောင်းမှာ စာမတင်ကြတော့ပဲကိုထူကိုထနေအိမ်မှာတင်ကြားပေးနေရင်ဘုံကျဲခံရတာပါဘုံကျရောက်ပောက်ကွဲတဲ့နေအိမ်ဟာကိုထူကိုထအကြောင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားတာမရှိပဲတည်ရင်အတိအကျနဲ့ရည်ရွယ်ချက်ရှိရှိစစ်တပ်ကဘုံကျဲခဲ့တာလို့ဒေသခံတအူကအခုလိုပြောပြပါတယ်တောင်းမတင်တော့အဲ့ဒါလင်းကိုကြောက်တယ်ဆိုပြီးတော့အဲ့ဒီအိမ်ကိုပြောလိုက်တာပေါ့နော်ဒီကောင်ကဟိုအစားတော်ကဆိုလို့ရှိရင်တော့သူ့ပုံမှန်တိုင်းအပေါ်ကနေဝဲဝဲပြီးတော့သွားတော့ပေါ့အခုကအဲ့လိုမဟုတ်တော့ဘဲနဲ့ သူပြည်သူလူထုရဲ့တရင်ပေးမှုတွေများလာတဲ့ခါကျတော့ဒီကောဆရာတပြည့်ဝင်ပြီးစော်တဲ့သဘောမျိုးပေါ့ဘုံချက်ခံမှုဖြစ်စဉ်မှာကလေးသုံးဦးအပါဝင်ចောင်းဆရာမတူယာယီចောင်းအဖြစ်ဖွင့်လှစ်ထားတဲ့အင်ရှင်တူတည်ဆုံးခဲ့တယ်လို့ဇွန်လ10ရက်နေ့မနက်မှာဒဏ်ရာရတဲ့သူတွေထက်ကမှတူထပ်မံတည်ဆုံးခဲ့ပြီးစုစုပေါင်း6ဦးတည်ဆုံးခဲ့ပါတယ်။ပန်ရက်ကြီးရကကလေးငယ်တွေကိုစာသင်ကြားပေးနေတဲ့နေရင်စာသင်ကျောင်းနေရာကိုစစ်ကောင်စီလက်ထက်ကဘုံချက်တိုက်ခတ်ရမှာကလပ်စတာဘုံကိုအုံပြုခဲ့ပါတယ်။ ဘုံကျဲခံရတဲ့ area တဝိုက်မှာကြံ့ရင့်တဲ့ဘုံကုန်အစိပ်ပိုင်းတွေဟာစစ်ကောင်စီကပါစာ21ကထုတ်လုပ်တဲ့ MAB 26 C6 cluster ဘုံအမျိုးအစားဖြစ်တယ်လို့မြမစစ်ဘက်ရေးရတဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ကဆိုပါတယ်ကြည့်ကြပါရဲเนาะကတ်စတာဘုံမှာเนาะကတ်စတာဘုံကတ်စတာဘုံမှာဘာမြန်မာပြည်ကနေပြန်လဲပြုပြင်ပြီးတော့ဟိုအလုံးကြီးအလုံးသေးသေးလေးထဲမနေရမှာအလုံးကြီးတွေထည့်လိုက်တာပေါ့အဲအဲ့ဒီထဲမှာ၄လုံးပါမယ်၅လုံးပါမယ်အဲ့လိုတွဲထားတွဲချလိုက်ပြီးတော့လှုပ်ချလိုက်တဲ့သဘောမျိုး စစ်ကောင်စီတပ်ဟာရဲသားပြည်သူနေရာတွေကိုဥတီပြီးလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ရမှာနိုင်ငံတကာကပိတ်ပင်ကန့်သက်ထားတဲ့ cluster ဘုံတွေကိုပုံမူအုံပြုလာတာကိုတွေ့ရှိလာရပါတယ်။တန်းလွန်ကြောင်းပွင့်လာနေကိုလိုက်ချတာတတ်တတ်ကြီးရုံးစစ်ကောင်စီကသူတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမီတွေကစာတင်ကြောင်းဆေးရုံစတဲ့လူစုလူဝေးရှိရာနေရာတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခတ်မှုတွေအခုနှစ်မှာပိုပြီးပြင်းပြင်းထန်ထန်ပြုလုပ်လာတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာရှိတဲ့ဂျားကာလာစာသင်ကျောင်းတွေကိုယာယီပိတ်ထားဖို့အခုနှစ်မှာညွှန်ကြားထားရပါတယ်။